ဟုတ်ကဲ့ပြကျွန်တော်ပြောနေကြတဲ့အတိုင်းပဲတစ်ကျွန်းလေးကိုကျွန်တော်သူ့ရဲ့ဖွားစာတာဆန်လိုက်ပြောလာတယ်။အခုကတော့ဒါတနင်္လာပူဒီဘွားတစ်ကျွန်းတနင်္လာပူဒီဘွားအကြောင်းပြောမှာဖြစ်တယ်။အဲ့တော့တစ်ကျွန်းတနင်္လာပူဒီဘွားတွေကဘွားမှာအာသာချက်တွေအားနည်းချက်တွေအများကြီးရှိတဲ့လူတွေဖြစ်တယ်။အဲ့တော့အာသာချက်တွေနဲ့ပတ်သက်ရင်တော့သူတို့ဘွားမှာတောက်ကြဂျိုဟာအာသာချက် အရှိဆုံးအားအကောင်းဆုံးဂျိုဖြစ်ပြီးအားနည်းချက်အရှိဆုံးကတော့ဗုဒ္ဓဖူးဂျိုဟာအားနည်းချက်အရှိဆုံးဖြစ်ကျွန်တော်တို့တွေ့ရတယ်။ အဲ့တော့အဲ့ဂျိုနှစ်ခုကတို့အလုံးလုံးနေတာဖြစ်တယ်အဲ့ဂျိုနှစ်ခုကအဓိကဟန်တယ်လောက်တာပေါ့အဲ့တော့တောက်ကြဂျိုဆိုတာတို့တော့အားကောင်းတဲ့ဂျိုတစ်ခုအနေနဲ့ရှိနေတယ်နဝင်းလည်းဖြစ်တယ်နော်ဂျာစာအိမ်မှာလည်းရက်တည်ထားတယ်ဆိုတော့တောက်ကြဂျိုကအားကောင်းတယ်အဲတောက်ကြဂျိုဆိုတာတင်းလာသားမီးတွေတဲ့နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကံအောင်ပေးတယ်ကောင်းသောနေရာကောင်းသောနေရာဌာနကောင်းသောအလုပ်နော်ကောင်းသော OA ဒါဒီလိုမျိုးတွေကိုပေးတာဖြစ်တယ်လူမျိုးတွေကိုပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့က ဟိုအမတိုင်းပြောရမယ်ဆိုရင်ဆိုတော့တောက်ကြိုအားကောင်းတဲ့တင်းလာသားသမီးတွေကဘောမှာကိုကလည်းစူးစမ်းမယ်ဆိုရင်ကံကလည်းပေးတာဖြစ်တဲ့တော့ကိုကလည်းစူးစမ်းမယ်ဆိုရင်ဘောမှာအိုးကောင်းအိမ်ကောင်းနေရာကောင်းနေရာတက်တဲ့ကံရှိတယ်အဲ့နေရာထိုင်ခင်းတဲ့ပတ်သက်ပြီးအရင် စိတ်ပူရတဲ့လူမျိုးမဟုတ်ဘူးလို့ပြောတာအဲ့တော့ငယ်ရွယ်စဉ်မိဘတွေဆင်းရဲလို့အိမ်ကားတွေနေရတာကတ်နေရတာဘာညာရှိရင်ရှိမယ်အချိန်တစ်ခုရောက်လာလို့ကိုယ်လဲစူးစမ်းနိုင်နေဆိုရင် ။အိုးအိမ်တိုက်တာကောင်းကောင်းနဲ့နေရတဲ့လူမျိုးတွေဖြစ်ကျွန်တော်တို့ဒါတွေ့ရတယ်။ဒီအာသာချက်ကိုတော့ကျွန်တော်တို့ထူးခြားမြင်ရတယ်။အဲကိုကိုတန်းကလည်းမကြိုးစားဘူးရေလေးအားလေးနေမယ်ပါညာဆိုရင်တော့ပစ်စစ်မပြေဘူးပေါ့ဗျာ။မကြိုးစားရင်တော့အိုးကောင်းအိမ်ကောင်းရနိုင်တယ်လို့အိုးအိမ်နေရာထိုင်ကနေနဲ့ပတ်သက်တဲ့ကံအကျိုးပေးလဲကောင်းတာဖြစ်တဲ့အတွက်သူကပတ်စံအရန်ချမ်းသာတဲ့တင်းတင်းလာပုတ်ဒီဘွားတွေအနေနဲ့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုလောက်တာအရန်ကောင်းပါတယ်။အဲ့တော့မပြောင်းမွှေ့နိုင်တဲ့မြေယာတိုက်တာအိုးအိမ်လေမြေး ဒါစားတွေတိုက်ခန်းတို့ကွန်တိုတို့အဆုံပါတော့ပါဗျာမရွှေဝါလို့မရတဲ့ပစ္စည်းတွေနဲ့ပတ်သက်ဆက်နေပြီးအကျိုးစီးပွားရှာဖွေမယ်ဆိုရင်ဘောကမှာပိုကောင်းတဲ့လူတွေဖြစ်ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါသူတို့အတွက်အားကောင်းတယ်နော်ဒုတိယအားအားနေချက်ကိုကျွန်တော်တို့ဒါထပ်ပြောကြရအောင်သူတို့အားနေချက်ဖြစ်နေတဲ့ဂျိုနောက်တစ်လုံးကဗုဒ္ဓဖူးဂျိုအားကောင်းတာတောက်ကြအားနေတာဗုဒ္ဓဖူးဗုဒ္ဓဖူးလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ယာဟုပါတွဲပြီးမြင်ရတော့မယ်အဲ့တော့ဗုဒ္ဓဖူးဂျိုအားနေချက်ရှိတာဖြစ်တဲ့အတွက်သူတို့တွေက ဗုဒ္ဓဘူးဂျိုဆိုတာတန်းအားသားမိတွေ့ဆိုရင်မိတ်ဂျိုဗျအပြင်မိတ်လည်းဟုတ်တယ်အိမ်အောင်မိတ်လည်းဟုတ်တယ်အဲ့တော့မိတ်ဂျိုအားနေတာဗျမိတ်ဂျိုအားနေတော့အပြင်မိတ်နဲ့အရင်စဉ်းစားကြည့်အောင်ဒီစာတာရှင်တွေကအပေါင်းအသင်းနဲ့ရေးလီအားလေးလောက်ရတာကိုကြိုက်တဲ့လူမျိုးတွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့အပေါင်းအသင်းကောင်းနေမပေါင်းမိတာနဲ့ငငယ်တွေကဘွားပြက်တယ်နော်အဲ့တော့ပေါင်းနေတဲ့ကောင် အရက်သမားဖဲသမားစေသမားစောက်သုံးမကြတဲ့ကောင် ဟောအဲ့လိုဟာမျိုးတွေနဲ့သွားတွဲမိတာနဲ့သူကောင်သူလဲစောက်တော့မကြတဲ့လူဖြစ်သွားတယ်ဒါကျွန်တော်ခိုက်ရိုင်းရိုင်းပြောတာအဲ့တော့မိတ်ကောင်ဆွေကောင်အရေးကြီးတယ်ကောင်းတဲ့လူအဆင်ပြေတဲ့လူကိုဘွားကိုတိုးတက်မြင့်တင်ပေးနိုင်တဲ့လူတွေပေါင်းမအဆင်ပြေမဲ့လူတွေအဲ့လိုမှမဟုတ်ရင်မိတ်ဆွေကြောက်ပဲဘဝပြတ်တဲ့လူတွေနော်ကိုကိုတန်ကလည်းမကောင်းတဲ့လူဖြည်းဖြည်းနဲ့ဖြစ်လာပြီးတော့မကောင်းတဲ့လူတွေပဲရွေးပေါင်းတော့တဲ့အဆင်နောက်ဆုံးရောက်သွားတယ်အဲ့ဒါမိတ်ကောင်ဆွေကောင်အရန်အရေးကြီးတယ်အဲ့ဒါတော့ဒီစာတာရှင်ရဲ့ဘဝမှာအရန်အရေးကြီးဆုံးအခြေအ အင်္ဂါဒတဗျအင်္ဂါဒတအင်္ဂါဒတကတော့တင်းလာသားမိတွေကိုအသက်16နှစ်ကနေ23နှစ်အတွင်းမှာပေးပါတယ်အင်္ဂါဒတအင်္ဂါကျူဟာတင်းလာသားပုရိဘွားတွေအတွက်တိုက်အိမ်မှာရှိတဲ့အတွက်တိုက်ဆိုတာစီစဉ်ဥစ္စာကိုပေးတယ်ဒါကြောင့်သူတို့ကငယ်ရွယ်စဉ်ကာလဖြစ်တဲ့အသက်16နှစ်ကနေ23နှစ်အတွင်းမှာပညာရေးကိုမလုပ်ဖဲနဲ့အပြင်စီးပွားရေးဘက်ကိုစိတ်ရောက်သွားပြီးငွေအမြောက်အများဝင်ဝိုင်းပြတ်ဖို့လမ်းမြင်တယ် ထို့ကြတော့ကြောင်းတက်နေတာပဲဒါမှမိပါငါသားလေးတက်ကတော်တက်တယ်ဟိမျက်နာငယ်ရမှာဆိုးလို့ဆိုပြီးတော့ပတ်စံနေအလုံးရင်းနဲ့ပို့ရအောင်နဲ့ပြက်စီးတယ်အချို့ကြတော့ငွေချောက်ပြက်တယ်အချို့ကြတော့မိမချောက်ယောက်ျားချောက်ပြက်တယ်ဒါပါတော့ရီစားကိစ္စပေါ့ဗျာမိမယောက်ျားကိစ္စအချို့ကြတော့အပေါင်းအသင်းမှားလို့ပြက်တယ်အဲ့တော့16ကနေ23နှစ်အတွင်းမှာခန္ဓာရင်မရှိဘူးဆိုရင်ဘဝမှာရေရှည်အောင်မြင်မှုခဲရင်သွားတယ်အဲ16 23ကအရင်ရေးကြည့်တယ်16 23မှာလမ်းမတဲ့တာနဲ့သူတို့ဘဝတခြားလုံးမတဲ့တော့ 1623မှာကိုလှုပ်တဲ့ပညာဆိုလဲပညာစူးစမ်းနေတယ်နော်အဲအကြောင်းမတက်တော့လူစဲအသက်မွေးမှုတော့ကိုယ့်ရဲ့ပညာလေးကိုအသက်မွေးမှုပညာလေးကိုသိကြလိမ့်လာပြီးရိုးကုတ်ကုတ်နဲ့နေတယ်ရတဲ့ပစ္စံလေးကိုမိဘပြန်ပေးပြီးမကောင်းတဲ့အပေါင်းအသင်းတွေနဲ့မပေါင်းနေခဲ့မယ်ဆိုရင်တို့က24ကနေ40အတွင်းပုံမတော့ပါတဲ့ဘဝကိုပြန်ရကြတယ် အလုံးမဟုတ်ပဲနဲ့16ကနေ23မှာကိုယ့်ကိုကားကြီးလျှောက်လို့ဟိုဘက်မှာလည်းကိုယ့်ကိုကားကြီးပဲဘဝဖြစ်ပြီးတော့အပြက်ဖက်ကိုရောက်သွားတာပေါ့အရင်တည်းကအပြက်ဖက်ကိုအဲ့ဒါကိုအရင်အရေးကြီးတာကိုကျွန်တော်တို့ကမိထားလို့မရအောင်ပြီးတော့ဘုတ်တဖူးဂျိုဆိုတာတပုံဂျိုဗျရာဟုဂျိုဆိုတာတပုံဂျိုဘုတ်တဖူးကဂျိုကောင်းဖြစ်မယ်ရာဟုကတပုံဂျိုဒါကြောင့်ဝေဒီဇာတာရှင်တွေကထစ်ခနဲရှိအိမ်မောကဆင်းမယ်အိမ်ကနေထွက်သွားမယ်ဒီမှာမနေတော့ဘူးမိဘနဲ့စိတ်ဆိုးရင်အိမ်မောကဆင်းတယ် ိမ်မှာမနေဘူးဆိုတော့ခဏခဏငယ်ငယ်တုန်းကလှုပ်ကြတဲ့လူမျိုးတွေစင်းမသွားဘူးဆိုရင်တော့မှအိမ်ရနေကထွက်သွားရင်ကောင်းမလားဆိုတဲ့စိတ်မျိုးလေးဖြစ်ကြတဲ့သူမျိုးတွေတည်းမှာပါတယ်ပုံကန်လူစိတ်ပေါ့ဗျာပုံကန်လူစိတ်ရှိတာအဲ့ဒီစိတ်ဓာတ်ကတော့မကောင်းဘူးပေါ့နော်မိဘကကောင်းစေခြင်းလို့ပြောတာလေကောင်းစေခြင်းလို့လှုပ်ခိုင်းတဲ့ကိစ္စတွေကိုပုံကန်လူစိတ်နဲ့ရှောက်လို့ရအောင်နဲ့ကိုဘဝကြီးပါဆောင်းဝါတက်တယ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ကသတိထားဖို့လိုတယ်အဲ့တော့ တနင်္လာပုရိဘွားတွေကတနင်္လာဟောတနင်္လာထက်တဲ့ကတက်လို့ခေါ်တယ်ဘာလို့ဆိုပုရိအိမ်ကိုတနင်္လာအပိုင်တယ်အဲ့ဒီပုံမှာကိုကတနင်္လာသွားဖြစ်နေတော့ကတက်ရတယ်ဗောတနင်္လာကတက်ရတဲ့အတွက်ဘွားမှာလူချစ်လူခင်တိတ်ပြောပါတယ်တနင်္လာဆိုတာစမ်းမဟုတ်လို့လေစမ်းဆိုတော့လူချစ်လူခင်တိတ်ပေါ်တဲ့လူတွေထဲမှာပါတယ်အဲမျက်နှာမြင်ချစ်ခင်ပါကြီးဆိုတဲ့ဟာမျိုးတွေပြေသွားတယ်စကားပြောဆိုတာထိမ့်သိမ့်သိမ့်သိမ့်ပြောတတ်တယ်ရင်ကြီးကြီးလှလှပပပြောတတ်တယ်ဆိုရင်တေချာပေါ့လူချစ်လူခင်များပါလိမ့်မယ် ဒီစားတာရှင်ကြီးအခက်မသိရင်အဲဒီစကားကဘူးနဲ့ပေါက်ပြောတတ်တဲ့အကျင့်ကပဲလူမုံများသွားစေတာအမှန်မှန်ဆိုစကားတာလှလှပပပြောတတ်ရင်ချစ်လို့ခင်လို့ကူညီပေးမဲ့လူတွေချစ်လို့ခင်လို့ဆောက်ရှောက်ပေးမဲ့လူတွေချစ်လို့ခင်လို့ဘဝကိုဆွဲတင်ပေးမဲ့လူတွေဘဝမှာကြုံရတတ်ပါတယ်ပြီးတော့တနင်္လာနေ့ဗုဒ္ဓဖူးကမိတ်ချိုမိတ်ချိုကအပြင်မိတ်တယ်မဟုတ်အိမ်အောင်မိတ်ပါဖြစ်တာဖြစ်တဲ့အတွက်အိမ်အောင်ရေးမှာသူတို့ရဲ့တဝင်တုံမှုသူတို့ရဲ့စီကံတင်းချက်မှုသူတို့ရဲ့အချို့နေရာတွေမှာလိုဘက်မပြည့်မှုတွေကြောင့်ပဲအိမ်အောင်ရေးမှာပြန်ကွဲသွားတတ်တယ် ။ဟောအိမ်အောင်ဘက်ပေါ်မှာအရင်ဖိအားလင်းတာနင်ဘသူနဲ့ပြောပြန်ပြီအဲ့ဒါနင်ငယ်ကြီးစားမှလားနင်ဇက်ရှုံမှလားနင်ဘသူကဘလို့ပတ်သက်ခဲ့တာလဲ။ဟာဘာဖြစ်တယ်နင်နေဘယ်ကောင်နဲ့ဘာဖြစ်နေတာလဲအဲ့လူတွေရှောက်လို့ရအောင်နဲ့အချစ်ရေးတမီးစားရေးတွေမှာအစ်စ်မပြေတာတွေဖြစ်သွားကြတာများတယ်။အဲ့ကြောင့်ကိုကိုပေါ်မှာအများကြီးအချစ်ရေးအိမ်အောင်ရေးမှာအများကြီးမူတည်တယ်ချစ်လို့ဆိုပြီးတော့အရန်အဆုံးအဆုံးချစ်သူပေါ်မှာပေးဆက်လိုက်ပြီးတော့ဘဝပြတ်သွားတဲ့ယောက်ျားလေးတွေတွေ့ဘူးလေ မင်းကလေးတွေလည်းတွေ့ဘူးလေချစ်သူတို့ကဆိုရင်ရှိတာအကုန်ပဲရှိတဲ့ဖုံရောင်ရောင်မေးဘဝအပြတ်ခံပြီးတော့ရှောက်လုတဲ့လူမျိုးတွေမှာတင်းနှလားပူရီဘွားတွေတွေ့ရတယ်အဲ့တော့တင်းလားပူရီဘွားတွေဆိုကျွန်တော်ဆိုတိတ်မရွေးပေးရဘူးပသူတို့ကိုယ်တိုင်ကခံနိုင်ရင်မရှိရင်ဘဝမှာအပြတ်များလို့ခံနိုင်ရရှိဖို့လိုတယ်အချစ်ရေးကြောက်ပဲချစ်သူကခြူစားလို့ဆိုပြီးကုံဝါးတဲ့လူမျိုးတွေတွေ့ဘူးဒါရှင်ပြောတဲ့အတိုင်းလိုက်နာမယ်ကျမကလေရှင်ကိုပဲချစ်တာအဲ့အဲ့ဒါနဲ့ယူနေတာဟိုကရှိတာဟိုကလေးဝယ်ပေးလေဒါလေးဝယ်ပေးလေရှိတာအကုန်လုတ်ပေးလုတ်ပေးရတာနဲ့ကိုလည်း ဘာမှမဖြစ်လားဟိုဘက်ကအချိန်တန်တဲ့ကြောင်ကိုလက်ထားခဲ့ရောအဲ့လူတွေလည်းအလွန်ဖြစ်တတ်တဲ့တဲမှာတနင်္လာပူဒီဝါတွေကပါတယ်အကုန်လုံးမဆိုလို့ဖြစ်တတ်တယ်လို့ပြောတာအဲ့တော့တနင်္လာပူဒီဝါတွေကသတိထားရမယ့်အချက်တွေမှာဘာလဲဆိုတော့ဗုဒ္ဓဘူးကျိုအားနေတာဖြစ်တဲ့အတွက်ဗုဒ္ဓဘူးကျိုကဂျားနေတာဂျားကနေနေတာဗုဒ္ဓဘူးလို့ခေါ်တယ်ဒါကြောင့်ဗုဒ္ဓဘူးသားသမီးတွေကဂျားကနေနေပြီဆိုရင်အဆင်မပြေတော့ဘူးဒါကြောင့်ဂျားကနေနေပြီးတော့အာမခံပေးတာမျိုးတွေ တက်တည်လိုက်ပေးတာမျိုးတွေအဲချားကနေပွဲစားလို့လို့ဘာလို့အကျိုးဆောင်ပေးတယ်လို့လို့ရှောက်လုတာမျိုးတွေကိုမလုပ်စေချင်အဲ့ဒါတွေကအနေရရှိရတချိန်ချင်းမှာကိုယ့်ကိုဒုက္ခပေးလာနိုင်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ပေးတာများတယ်ပြီးရင်ကန်ဆိုးစွာနဲ့တင်းတင်းလာပုတ်ဒီဝါတွေကစနေဂျုံနဲ့ပတ်ခမိနေစနေဂျုံနဲ့ပတ်ခမိတယ်တော့ဒီစာတာရှင်တွေကဘောမှာအာအ ਨੇ ဆုံးအချက်လို့ပြောလို့ရတယ်ဟာဖိအားတွေကိုမခံနိုင်တာပါဒါကြောင့်မိသားစုက ចောင်းနေချိန်မှာစာလုတ်ပါလားစာကြက်ပါလားနင်းကိုဘော်ရာပို့မယ်ဘာဖြစ်တယ်အဲ့လိုဖိအားတွေများရင်သူတို့မရတော့မတော်လာပဲနဲ့ပိုဆိုးသွားတတ်တယ်အဲ့လိုလေအဲ့တော့ဖိအားတန်ဆိုတာလူဆွာပြ pressure ဆိုတာရှိမှာပဲ pressure ဆိုတာအထိုက်လျောက်ခံနိုင်ရင်ရှိရမယ်လူတယောက်ဖြစ်လာပြီဆိုတော့လေ pressure မခံနိုင်ရင်လူဘဝကြီးမှာရက်တည်လို့မရအောင်သူတို့ကအဲ့ဒီ pressure တန်ကိုမခံနိုင်ပါဘူးစက်နေဂျုံနဲ့ပတ်ခါမိတဲ့အတွက် ဒါကြောင့်ပဲတော့ကြည်နူးစရာလေးတွေပျော်ရွှင်စရာလေးတွေလွတ်လပ်တာလေးတွေပေါ့ပါလာလေးတွေပဲလိုက်ရှာပြီးတော့ဘဝမှာတကယ်လေးနက်ပါတယ်ခက်ခဲပါတယ်ဆိုတဲ့အရာတွေဘာတစ်ခုမှသူတို့မရရှိတော့ဘူးအဲ့ဒီအညံ့နေဖြစ်စေတယ်ဒါကြောင့်ပဲဖိအားတန်ခံနိုင်ဖို့လိုတယ်နောက်မဆုံးဖိအားတစ်ခုကိုပေးလာတာနဲ့ဒီလုံးမလုပ်တော့ဘူးဟာဒီလောက်ကတတိယဘလို့ဖြစ်လို့ကျွန်တော်ဘလို့ဖိအားပေးလို့ဟာစူပါဗိုက်ဇာကဘာဖြစ်လို့မန်နေဂျာကဒီလိုပြောလို့ဒီလောက်ဆက်မလုပ်တော့ဘူးအဲဒီလိုမျိုးတွေကျွန်တော်တို့အများကြီးတွေ့ရတယ်ဒါကြောင့်ဖိအားတွေကိုခံနိုင်ရှိအောင်လဲစူးစမ်းဖို့ကျွန်တော်တို့ပြောလိုပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ တနင်္လာပူရီဘွားတွေကဘွားမှာပေါ့ပေါ့ပါပါလေးတွေနဲ့ပဲဖြတ်တန်းပြီးတော့ခက်ရခက်ခဲတွေကြီးမားတဲ့တာဝန်ကြီးတွေပေးပြီးဆိုရင်တာဝန်မယူနိုင်တဲ့လူတွေဖြစ်လာပြီးတော့အဆက်မပြေတာတွေများလာတတ်တယ်ဒါတွေကိုလည်းကျွန်တော်တို့သတိထားဖို့လိုပါတယ်ပြောမယ်ဆိုရင်တော့အများကြီးအများကြီးပြောစရာတွေရှိတယ်အဲ့တော့ကျွန်တော်တို့16ကနဲ့23မှာအများကြီးသတိထားပါအဲ့နာအနေနာမှာအဖြတ်လေးတွေပေါ့အပြော်နဲ့ဖြတ်တာပေါ့နော်အစိုးနဲ့ဖြတ်တာမဟုတ်တော့အပြော်နဲ့အဖြတ်တွေဝင်တတ်တယ် အပြော်နဲ့အဖြက်တွေကိုဝင်အဲ့နောက်မျောပါသွားရင်24ရနဲ့40မှာဘောကပြတ်မယ်လုံးဝအပေါင်းအသင်းမှားလို့မရဘူးမကောင်းတဲ့အပေါင်းအသင်းတွေလုံးဝမပေါင်းပါနဲ့အဲ့တော့တနင်္လာပုရိဘွားတွေကိုမွေးဖွားထားတဲ့မိဘတွေအနေနဲ့ကလည်းကင်တွေတက်ဖို့လိုပါတယ်အပေါင်းအသင်းဘယ်ကောင်နဲ့မပေါင်းနဲ့ဘယ်ကောင်နဲ့မပေါင်းနဲ့ဆိုတာမျိုးကြီးဒါတိုင်းမပြောဘဲနဲ့ဟေးမင်းတို့ဒုက္ခပေးနေတဲ့ကောင်တွေကိုချီရှောင်တက်ဖို့အမြဲတမ်းနာသွင်းတာဖို့အမြဲတမ်းပြောနေဖို့လိုပါတယ်နှမို့ဆိုရင် ဒီတင်းလာပို့ဒီဝါတွေကလမ်းကြောင်းမှန်ဖို့တော်တော်ကြီးစူးစမ်းရတဲ့လူမျိုးတွေငငယ်တွေကအတွေးခေါ်ကောင်းတဲ့လူယူဆကောင်းတဲ့တင်းလာပို့ဒီဝါတွေဖြစ်နေမှာဘဝမှာအောင်မြင်ကြရတယ်ချမ်းသာကြတာများတယ်အတွေးခေါ်ယူဆကလည်းမရှိဘူးအုံနောက်ကလည်းမရှိဘူးအပေါင်းအင်းပြောတာအဟုတ်ထင်နေတဲ့တင်းလာပို့ဒီဝါတွေကဘဝမှာနှုံချသွားပါတယ်ဒုက္ခရောက်သွားတယ်အခက်ခဲများသွားတယ်နောက်သူတို့ရဲ့စံအားလေးကိုလည်းကောင်းအောင်မတုံးမချတတ်ဘူးဆိုရင်လည်းအဆင်မပြေပါဘူးအဲ့တော့တင်းလာစံအားကောင်းတဲ့တောက်ကြနဝင်းအနေနဲ့ ကောင်းကျိုးပေးနေတာမျိုးကျွန်တော်တို့ရှိတယ်ပြီးရင်တို့တို့ကကောင်းကျိုးပေးနေတဲ့အင်္ဂါကြီးလည်းရှိနေတယ်ဟောအင်္ဂါကိုလည်းအပြက်ဖြစ်အောင်လှုပ်သွားလို့လည်းမရဘူးဒါကြောင့်ဘဝမှာတတိထားနိုင်မှာအဆင်ပြေမယ်လို့ပဲပြောလိုပါတယ်တနင်္လာပူရိဝါတွေကနောက်ဆုံးတော့ပေါ့မယ်ထင်ပါတယ်တနင်္လာပူရိဝါတွေအားလုံးကံကောင်းအဆင်ပြေကြပါစေဗျာ